လာလို့ရကြားခဲ့ကျေးဇူးတော်ကြီးမွမ်းပါတယ်ဒီ zoom ကညီကောင်မောင်တမားတွေအားလုံးဝမ်းသာတယ်နော်အခုတော့ရာဇဝင်ကျုပ်ပထမဆုံးအခန်းကြီး29ကျွန်တော်ပတ်3ကိုသွားမယ်ပြီးခဲ့တဲ့ဘက်ကပတ်2ဟာပတ်1အားလုံးပေါင်း5ဘုတ်ရှိတယ်နောက်ကပတ်3သွားမယ်ဆိုပြီးခဲ့တဲ့အပတ်ကတော့ကျွန်တော်ကိုကိုတိုင်ဖျားနဲ့ပတ်သက်ပြီးဘယ်လိုခံယူချက်ထားရမလဲအဲ့ဒါဝင်ခဲ့ခဲ့တယ်နော်အခုတော့ကိုကကိုခံတဲ့ခံယူချက်မဟုတ်ဘဲနဲ့ဖျား၌ကိုရဲ့ခံယူချက်ပါဖြစ်ရမ ဟွာကကိုနဲ့ပတ်သက်ပြီးကိုရဲ့ခံယူချက်ဒါကဖယားနဲ့ပတ်သက်ပြီးကိုရဲ့ခံယူချက်ဘလို့ရှိရယုံကြည်သူရဲ့အသက်တာနော်ဖယားနဲ့ပတ်သက်ပြီးကိုရဲ့ခံယူချက်ရှိဖို့လိုတယ်ဟွာကကိုကိုယ်တိုင်ရဲ့ခံယူချက်ပြီးလဲပကဟောတာအဲ့ဒါမတူဘူးဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဖယားနဲ့ပတ်သက်ပြီးခံယူချက်ရှိဖို့လိုတယ်ဟာလားဆိုတော့အဲ့ဒီခံယူချက်တွေမှားသွားရင်ကျွန်ရဲ့အသက်တာကျဆင်းဖို့လမ်းစာဖြစ်သွားတတ်တယ်ဆိုတော့ဒီအကြောင်းလေးကိုဝေငှမယ်ခဏလေးစိုးရင်တောင်းအောင်ဖယားသခင်ကိုတော့ကိုကျေးဇူးတင်ပါတယ်ကိုတော့ရှင်ဖယားကောင်းမြတ်ပါတယ် ကျွန်တော်ကိုကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့အပေါ်မှာဂယုနာရှိတဲ့ဘုရားဖြစ်တဲ့ဘယ်တော့မှကျွန်တော်တို့ကိုမစွန့်ပြစ်ပါဘူးကိုရောကကျွန်တော်တို့ကိုအမြဲတမ်းကျေးဇူးပြုတယ်မဆာတယ်လမ်းပြတဲ့ဘုရားဖြစ်တယ်ကိုရောနာမတော်ကိုချီးမွမ်းဂုဏ်ပြုပါတယ်ဝိညာဉ်တော်ဘုရားဆက်ပြီးကိုရောမဆာပါကျေးဇူးပြုပါဖကိုရောပေပြင်းမနှုတ်ကပတ်တော်နဲ့ကိုရောစကားတော်ကိုနားလည်နိုင်သောဉာဏ်ကိုပေးပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါတယ်ဖဖျားအာမင်အာမင် โอเคဖယားနဲ့ပတ်သက်ပြီးဘလို့ခံယူချက်ရှိတယ်လဲကျန်းစာကဘလို့တင်တယ်လဲကြည့်အောင်တစ်ချုပ်ခန်းကြီး29အပိုက်ငယ်30ကိုကျွန်တော်ဖတ်ပါမယ်ထိုအခါဒါဝိတ်ကအကျွန်ုပ်တို့အဖဣတရိလာဤဖယားသခင်ထာဝရဘုရားကိုတော်ဒီကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းကိုတော်ဒီကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းဖယားနဲ့ပတ်သက်ရင်ဖယားသခင်လူတွေက ဘလို့ခံယူထားလဲငါဖယားဟာကဘာအဆက်ဆက်မင်္ဂလာရှိတယ်အမြဲတည်းအဲ့လိုခံယူပါဖယားနဲ့ပတ်သက်ရင်ငါဖယားဟာကဘာအဆက်ဆက်မင်္ဂလာရှိတယ်ဟာလေလုယာနံပါတ်၁ခံယူချက်ဖယားနဲ့ပတ်သက်ရင်ငါဖယားဟာကဘာအဆက်ဆက်မင်္ဂလာရှိတယ်ဖယားကိုချီးမွားပါအာမင်အဲ့တော့ကျွန်တော်ဆိုစံစာဖတ်ရင်လည်းကျွန်တော် move ပါလာလက်ခုပ်တွေပါတီးလာလာစံစာဖတ်ရင်လည်းတယောက်တည်းလက်ခုပ်တွေတီးဟောတောက်တွေခေါအဲ့လိုအဲ့လိုခံစားရကျွန်တော်ကနော် တော့တကယ်ပဲနံပါတ်1ဖះနဲ့ပတ်သက်မင်္ဂလာရှိတော်ဖះနားလဲပါနံပါတ်2နော်ကြည့်မယ်နော်အခုဒီအငယ်7ကိုဖတ်မယ်အငယ်7မှာဆိုလို့ရှိရင်စွစွပေါင်း6ချက်ရှိတယ်ကျွန်တော်ဖတ်မယ်အိုးသာဝရဖះကိုတော်ဒီဘုံတကူအာနုဘောကျွန်တော်ဘုံတကူအာနုဘောအောင်မြင်ခြင်းအခွင့်အာနာတော်နဲ့ပြည့်စုံတော်မူ၏အော် အာနာတော်နှင့်ပြည့်စုံတော်မူ၏ကောင်းကင်မြေကြီး၌ရှိသမျှကို ပိုင်တော်မူ၏အိုးထာဝရဘုရားကိုတော်သည်အစိုးရတော်မူ၏ကျွန်တော်အစိုးရတော်မူ၏ခတ်သိမ်းတော်သူတို့၏အထွတ်မြင့်မြတ်တော်မူ၏အိုးခတ်သိမ်းတော်သူတို့၏အထွတ်မြင့်မြတ်တော်မူ၏ ဖယားနဲ့ပတ်သက်တဲ့ဂုံတော်တွေချီးမွမ်းတာဖယားနဲ့ပတ်သက်ဂုံတော်တွေတကယ်သူ့အထဲမှာခံစားပြီးဖယားကိုချီးမွမ်းတာအဲ့ဒါသူဖယားနဲ့ပတ်သက်တဲ့သူ့ရဲ့ခံကြက်ကအဲ့ဒါပဲ6ချက်ရှိအငယ်၁၁ပြန်ကြည့်မယ်နော်အငယ်၁၁က6ချက်နံပါတ်၁ကလည်းဘုံတကိုအာနုဘော်နေတော်ဖယားဒါ၁နံပါတ်၂အောင်မြင်ခြင်းအခွင့်ကို ပေးတော်မူသောဖယား နံပါတ်3အာနာတော်ဘလို့ရေးလဲအာနာတော်နှင့်ပြည့်စုံတော်မူသောဖရာဟုတ်လားနံပါတ်4ကောင်းကင်မြေကြီးရှိသည်မြပိုင်တော်မူသောဖရာကျွန်တော်ဖရာပိုင်ကောင်းကင်မြေကြီးမပြီးသေးဘူးရှိသည်မြအားလုံးဖရာသခင်ပိုင်ပယုံရင်ဘယ်ကမလဲနောက်တစ်ချက်အစိုးရတော်မူသောဖရာ ်တချို့ကပိုင်ပေမဲ့အဆိုးမရအောင်တချို့ကမပိုင်ပဲဝင်အဆိုးရကျင်တာကျွန်တော်တို့ကိုးကွယ်တဲ့ဖရားကောင်းကင်မြေကြီးတွေမကောက်ရှိသမျှကိုပိုင်တဲ့အဲ့ဒီအပေါ်မှာအဆိုးရတော်မူသောဖရားလည်းဖြစ်နောက်ဆုံးတစ်ချက်ခတ်သိမ်းသောသူတို့ဤအထွတ်ပြီးတော့ဗာလဲမြင့်မြတ်တော်မူဤခတ်သိမ်းသောသူတို့ရဲ့အထွတ်အထွတ်ထိတ်မြင့်မြတ်တယ်မြင့်မြတ်တော်မူသောဖရားဒါကြောင့်ကြည့်မယ်နော်စွတ်စွတ်ပါအောင် အပိုက်ငယ်17မှာ6ချက်ရှိဖျားနဲ့ပတ်သက်ရင်ဒီလိုခံယူတယ်ဘုံတကူအာနုဘပြည့်စုံတဲ့ဖျားအောင်မြင်ခြင်းအခွင့်နဲ့ပြည့်စုံတဲ့ဖျားအာနာတော်နဲ့ပြည့်စုံတဲ့ဖျားကောင်းကင်မြေကြီးရှိသမျှကိုပိုင်တဲ့ဖျားအစိုးရတဲ့ဖျားခတ်သိမ်းသောသူတို့၏အထွတ်မြင့်မြတ်တဲ့ဖျားဟုတ်လားခံယူချက်သူရှိတယ်အပိုက်ငယ်17ကိုတွားမယ်ဂုံတရေနှင့် စီးသိမ်ဥစ္စာသည်ကျေးဇူးတော်ကြောင့်သာဖြစ်ကိုတော်သည်ခတ်သိမ်းသောသူတို့ကိုအုပ်ဆိုးတော်မူ၏ရပြီအပိုင်ငယ်ဆက်နှစ်မှာဖခင်နဲ့ပတ်သက်ရင်ဘယ်လိုခံယူရမလဲကိုတော်သည်ခတ်သိမ်းသောသူတို့ကိုအုပ်ဆိုးတော်မူ၏ခတ်သိမ်းသောသူကိုအုပ်ဆိုးတော်မူသောဖခင်ခတ်သိမ်းသောသူဆိုအကုန်ပါတယ်ဖះကိုလက်ခံခံလက်မခံခံယုံယုံမယုံယုံဖះအတွက်အသက်ရှင်ရှင်မရှင်းရှင်းဖះကိုလက်ခံခံစန့်ကျင်ကျင်အကုန်ပါတယ ခတ်သိမ်းတော့သူတို့ကိုမလုပ်လဲအုပ်ဆိုးတော်မူသောဘုရားဘုရားလက်ကဘယ်သူမှမလုပ်ဘူးအဲ့ဒါအားလုံးဘုရားခင်အုပ်ဆိုးထားတာကိုငုံပြောမယ်ဘုရားကိုစန့်ကျင်နေပါတော့ဘုရားခင်အုပ်ဆိုးခြင်းအောက်မှာပဲရှိမောရှိကိုပြောတယ်မလားဖာရောရဲ့စိတ်လုံးငါခိုင်မာစေတယ်တဲ့ပြီးပြီလေငါခိုင်မာစေတဲ့သူကိုခိုင်မာစေမယ်ငါတဘောပဲသူ့ကိုခိုင်မာပြီးမှငါဘုံကိုထင်ရှားစေမယ်တဲ့ပြီးသွားပြီဖယားကခတ်သိမ်းသောအရာကိုအုပ်ဆိုးတယ်ခတ်သိမ်းသောသူတွေကိုအုပ်ဆိုးတယ်ဖယား ဒီနေ့လူတွေကကိုကိုကိုပိုက်နေငါလှုပ်ချင်တာလှုပ်တယ်ထင်းနေတာဖယားသခင်အုံဆိုးကြီးအောက်ကနေကြော်ပြီးဘသူမှဘာမှလှုပ်ပိုက်ခွင့်မရှိဘူးဖယားကအဲ့လိုဖယားပါဒါလီးတွေသဘောပေါက်ထားရင်ကိုကိုစန့်ကျင်တဲ့လူတွေကလန်ကဆန်လှုပ်တဲ့လူပေါ်လာရင်ဘာဒေါသထွက်စရာလူဖယားခင်အုံဆိုးတဲ့ဖယားပဲလေသူ့ကိုကြိုက်တယ်လို့လှုပ်လို့ရတာပဲဖယားအခွင့်နဲ့မှသူရှိနေကျွန်တော်လည်းဘာပြောစရာလူဒါကြောင့်မလို့ချက်တော်ကြီးကိုမတော်ဖယားနဲ့ပတ်သက်ရင်ခံယူချက်မှန်ပါဒါဆိုရင်သင်သက်တာကြာစရာအောင်စာရန်လှုပ်လို့မရဒါလေးကိုကျွန်တော်ပြောချင် အပိုက်ငယ်၁၄ကိုသွားမယ်အပိုက်ငယ်၁၄မှာအရေးကြီးတဲ့တစ်ချက်ပါတယ်တို့ရာတွင်ကြီးညိုသော စိတ်နှင့်ဤများလောက်ပူဇော်နိုင်အောင်အကျွန်ုပ်နှင့်အကျွန်ုပ်ဤလူတို့သည်အဘယ်တို့တော်သူဖြစ်ပါသနည်းကြည်စမ်းကျွန်တော်ခတ်သိမ်းသော အရာတို့သည် တကောတော်ကြောင့်ဖြစ်ပါ၏ဩဒီချမ်းပိုက်မှာရေးတာကြီးညိုသောစိတ်နှင့်ဤများလောက်ပူဇော်နိုင်အောင်သူတို့ရဲ့အထဲထဲမှာလေကြီးညိုတဲ့စိတ်ဖြစ်လာအောင် ကျွန်တော်တို့ကဘာမို့လို့ကျွန်တော်တို့ကိုကျွန်တော်တို့ကြီးညိုတဲ့စိတ်တွေဖြစ်လာအောင်လုပ်နိုင်တာလဲကျွန်တော်လည်းမသိဘူးငါတို့ဘာဖြစ်လို့ကြီးညိုနေတာလဲဘာလို့စေတနာတွေထားနေတာလဲငါတို့တကယ်တော့စေတနာရှိတဲ့လူမဟုတ်ဘူးငါတို့ကကြီးညိုရမယ့်လူတွေလဲငါတို့ကဟိုလူတွေကိုကြီးညိုရလောက်ငါတို့ကလည်းကြီးညိုတဲ့စိတ်တွေဘောလဲငါတို့မှမရှိဘူးစေတနာစိတ်လည်းငါတို့မှမရှိဘာဖြစ်လို့ငါတို့ကကြီးညိုတဲ့စေတနာစိတ်တွေပေါ်နေတာလဲငါတို့လည်းနားမလည်ဘူးကွာတဲ့ဒါပေမဲ့အနောက်မှာဖြေပါတယ်ဗါလဲတကြကြည့်နော်ကြီးညိုသောစိတ်နဲ့ဤမြောက်ပူဇော်နိုင်လောက်အောင် အကျွန်ုပ်နဲ့အကျွန်ုပ်တို့ဤလူတို့သည်အဘယ်သို့သောသူဖြစ်ပါသည်ငါတို့ဘာတဲ့လူတွေလဲငါတို့ကကြီးညိုတဲ့စိတ်တွေပေါ်လာငါတို့ကဘလို့လူတွေလဲဘာဖြစ်လို့ငါတို့အဲ့လိုစိတ်တွေရှိနေတာလဲအဖြစ်ရှိတဲ့အနောက်မှာခတ်သိမ်းသောအရာတို့သည်တကိုးတော်ကြောင့်ဖြစ်ပါ၏ဖယားသခင်တကိုးနဲ့လှုပ်ထားလို့အသက်တာထဲမှာကြီးညိုတဲ့စေတနာစိတ်တွေပေါ်နေတာကိုကြောင့်မဟုတ်ဘူးဖယားသခင် တကိုးတော်ကြောင့်ဟုတ်လားအော်တကိုးကြီးတဲ့ဖယားပါ စေတနာမရှိတဲ့သူကိုစေတနာရှိအောင်လုပ်ပေးနိုင်တယ်အတ္တတာမကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးနိုင်တယ်မာကျိုးတဲ့လူကိုပျော့ပြောင်းအောင်လုပ်ပေးနိုင်တယ်ခတ်ထန်တဲ့လူတွေကိုနူးညံ့သွားအောင်လုပ်ပေးနိုင်တော်ဖရာဘာနဲ့လဲတကောတော်ကြောင့်အာမင်ချီးမွားပါဖရာနဲ့ပတ်သက်ဒီလိုခံယူချက်ထားပါအိုးဖယားကတကိုးကြည့်တယ်နော်သူတကိုးနဲ့ငါရဲ့အသက်တာကိုပြောင်းလဲစေနိုင်တယ်။မာကျောလာပျော်ပြောင်းလို့ပေးနိုင် ခတ်ထားလားနူညာအောင်လှုပ်ပေးနိုင်စေတနာမရှိဘူးလားအိုးစေတနာတရားပွားလောင်လှုပ်ပေးနိုင်တယ်ကစီနေလားအိုးဘယ်ဟုတ်မလဲတကယ်ပဲဟလာကစီမနေမနေပေါပေါကျွေကျွေဝဝလှူဒန်းအောင်လှုပ်ပေးနိုင်တယ်ဖျားတကိုးကအလုံးပြင်ပေးနိုင်တယ်ပြောင်းလဲအောင်လှုပ်ပေးနိုင်တယ်ဒါကိုနားလေဖို့လို့အပိုင်16ကျွန်တော်ဖတ်ပါမယ်အကျွန်ုပ်တို့ဤဘုရားသခင်ကိုတော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်းသဘောကိုနှစ်သက်တော်မူသည်ကိုအကျွန်ုပ်သိပါ၏အကျွန်ုပ်မူကဖြောင့်မတ်ခြင်းသဘောကြီးညိုသောစိတ်ရှိသည်နှင့်ဤဗန္ဒာရှိသည်များကိုပူဇော်ပါ၏စည်းဝေးလျက်ရှိသော ကိုတော်၏လူတို့သည်ကြီးညိုသောစိတ်နှင့်ပူဇော်ကြသည်ကို မြင်၍ဝမ်းမြောက်ပါ၏ဖယားနဲ့ပတ်သက်ရင်ဘလို့ချီးမွမ်းလဲစိတ်နှလုံးထိမြင်သောဖယားအဲနားလဲပါ နားလဲပါ စိတ်နှလုံးအထိမြင်တော်ဘုရားတခါလေကိုယ်စိတ်ထဲမှာတော့စိတ်မကူသေးဘူးဘုရားခင်ကကျွန်တော်စိတ်လုံးကိုကြုံမြင်ပြီးသားစံတိုးရဲ့ဘဝမစခင်နေရစံတိုးရဲ့ဘဝအဆုံးထိကြိုတည်ပြီးတဲ့ဘုရားဘလို့စိတ်နှလုံးရှိလေတည်တဲ့ဘယ်အချိန်မှဘလို့စိတ်ပြောင်းသွားမလဲဘုရားအကုန်တည်တဲ့စိတ်နှလုံးကိုမြင်တော်ဘုရားမကစိတ်နှလုံးကိုပါလေစစ်စေးတော်မူသောဘုရားကြည့်နော်အငယ်၁၆မှာ စိတ်နှလုံးကိုမြင်တာတင်တာမကဘူးစိတ်နှလုံးကိုစစ်၍စိတ်နှလုံးကိုပါလဲစစ်ဆေးတော်မူသောဖရာစစ်ဆေးတဲ့ဖရာ ဖြစ်ပါလေဒီလိုဖရာမျိုးပါ အပိုင်ငယ်20မှာတစ်ချက်တွေ့ရတယ်ကြည့်အောင်ပရိသတ်အပေါင်းတို့အားလဲသင်တို့ဤဘုရားခင်ထာဝရဘုရားကိုကောင်းကြီးပေးကြလို့မိတော်မူသည့်အတိုင်းပရိသတ်အပေါင်းတို့သည်ဘိုးဘေးတို့ဤဘုရားခင်ထာဝရဘုရားကိုကောင်းကြီးပေးလျက်ဥချ၍ထာဝရဘုရားကို၎င်းရှင်ပင်ကို၎င်း ရှ िख ိုးကြ၏ငါတို့ကိုးကွယ်တဲ့ဖရာဟာယိုသေးခြင်းခံထိုက်တော်ဖရာကိုးကွယ်ခြင်းခံထိုက်တော်ဖရာရှ िख ိုးခြင်းခံထိုက်တော်ဖရာဖြစ်တယ်ဒီအရာလေးတွေကိုနားလည်ဖို့လိုပါတယ်လို့เนาะဒါကြောင့်မလို့ဒီနေ့ကျောင်းရဲ့အသက်တာထဲမှာဖရာနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုခံယူသလဲကိုယ်တိုင်ခံယူချက်ရှိဖို့လိုသလိုဖရာနဲ့ပတ်သက်ပြီးခံယူရတဲ့ခံယူချက်လည်းလိုပါတယ်เนาะပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့ကကျွန်တော်က ိုပိုင်ခံယူချက်ကိုပြောပြတယ်ဒီတစ်ဘက်ကတော့ဖះရနဲ့ပတ်သက်ပြီးခံယူရမယ့်ခံယူချက်ပြောပြတယ်ဟုတ်လားဆိုတော့ဒီချမ်းပိုက်ဒီတမရေးထားတာကတင်းမင်္ဂလာရှိသောဘုရားနေဘုံတကူအာနုဘောနဲ့ပြည့်စုံသောဘုရားသုံးအောင်မြင်ခြင်းအခွင့်နဲ့ပြည့်စုံသောဘုရားလေးအာနာရောနဲ့ပြည့်စုံသောဘုရားငါ ကောင်းကင်နှင့်မြေကြီးမကရှိသည်များကိုပိုင်တော်မူသောဘုရား6ပိုင်ယုံတွင်ဘယ်ကမလဲအစိုးရတော်မူသောဘုရား9ခတ်သိမ်းတော်သူတို့၏အထွတ်မြင့်မြတ်တော်မူသောဘုရား10ခတ်သိမ်းတော်သူတို့ကိုအုပ်စိုးတော်မူသောဘုရား9လူတို့၏စိတ် ကြီးညိုတဲ့စိတ်ဖြစ်လာအောင်ကျင်းတော့လူတွေရဲ့စိတ်ပြောင်းလဲလာအောင်တကိုးနဲ့ပြုပြင်ပိုင်တော်ဖရာဟုတ်ပြီလားဆိုတော့တီတီနှစ်3 4 5 6 9 8 9အပေါ်ဆုံးတစ်ချက်ကမင်္ဂလာရှိတော်မူတော်ဖရာဟုတ်လားကိုချက်ရှိသွားပြီတဆက်စိတ်နှလုံးကိုမြင်တော်ဖရာမကစိတ်နှလုံးကိုစစ်ဆေးတော်မူတော်ဖရာ နောက်ဆုံးတစ်ချက်ကပါလေယိုသေးခြင်းခံထိုက်တယ်ကိုးကွယ်ခြင်းခံထိုက်တယ်ရှ िख ိုးခြင်းခံထိုက်တော်မူသောဘုရားဖြစ်ဒါတွေကဘယ်တော့မှမပြောင်းလဲတဲ့ဘုရားရဲ့ဂုံတော်တွေဖြစ်တယ်တကယ်ကျွန်တော်တို့တက်တာတွေမှာအဲ့ဘုရားဂုံတော်ကိုဘယ်လိုနည်းနဲ့မှကျွန်တော်ရဲ့အသက်တာပြောင်းလို့မရဘူးကျွန်တော်အသက်တာမကောင်းလို့ဘုရားဂုံတော်ပြောင်းမသွားဘူးဘုရားဂုံတော်မပြောင်းသွားဘူးကျွန်တော် ဒါကြောင့်ကိုယ့်ရဲ့အသက်တိုင်းမှာကိုယ့်ဖရာဘယ်လိုဖရာလဲဆိုတာသိထားရေအဲ့ဒါကိုဝန်ခံပါယွဆိုပါဖရာနာမဖြစ်တယ်ဒါဖရာဂုံတော်ဖြစ်တယ်ယွဆိုပါချီးမွမ်းပါ ကိုးကွယ်ပါဒါဆိုကိုယ့်ရဲ့အသက်တိုင်းမှာအဲ့ဒီဂုံတော်ရဲ့တကူတွေကိုယ့်အသက်တိုင်းမှာစိတ်ဝင်လာကိုယ့်ရဲ့အသက်တိုင်းတာ၍ထူးခြားလာမှာဖြစ်တယ်ဒါကြောင့်ဖရာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အသက်တိုင်းခံယူချက်ရှိဖို့လိုတယ်မြောက်များဆိုတော့ကလေးတွေကဖရာနဲ့ပတ်သက်တဲ့ခံယူချက်မရှိဘူးဘာလို့လဲသူတို့သိမှမသိတာနော် ကျွန်တော်တို့သိယုံနဲ့တော့မလုံလောက်ဘူးနော်ကိုယ်တိုင်အမြဲဝတ်ခံပါတရက်တရက်ဝတ်ခံနေပါငါဖရားပြည့်စုံတဲ့ဖရားငါဖရားဘုန်းကြီးတဲ့ဖရားငါဖရားတကူရှိတဲ့ဖရားငါဖရားကောင်းမွန်မြေကြီးအရှိတမယောက်ပိုင်တဲ့ဖရားငါဖရားလူတွေရဲ့အထက်မှာအစိုးရတဲ့ဖရားဟုတ်လားဆိုအမြဲနဲ့ဝတ်ခံမလို့လေငါဖရားကငါ့ရဲ့စိတ်နှလုံးကိုစစ်ဆေးတဲ့ဖရားငါ့ရဲ့စိတ်နှလုံးကိုကြုံမြင်တဲ့ဖရားငါဖရားမင်္ဂလာရှိတဲ့ဖရားငါဖရားခတ်သိမ်းသောအရာရဲ့အထွတ်မှမြင့်မြတ်တဲ့နေရာမှာရှိတော်ဖရား 那比亚个，哎呀，看到一个欧苏多片啊！蓝小云自家表演我看吧，蓝小云我看吧，他们吃演我看吧，不干声音我看你吧，哎们哈利路亚，干嘛人我看你吧？这个阿里比亚个舞罗，比亚个的歌罗里个我看比较多啊嘛，阿特达的嘛，阿些徒的阿古奇妙，徒弟古阿奇妙，这个我尼爷的嘛奇妙真，阿特达一家亲看看见漂亮嘛，真嘞哈利路亚，身体个我们看呢，阿蛋特别我看。 ကိုဗဇက်ကထွက်တဲ့အတောင်ကိုနာပြန်ကြားတယ်ကိုနာကြားတဲ့ဟာကိုနှလုံးထဲရောက်တယ်ဟာလေလုယာအာမင်အဲ့မှာနှလုံးသားထဲမှာတခေါ်တဲ့ဘုရားခင်ပြုပြပုံသွင်းခြင်းဖန်ဆင်းခြင်းအသစ်တွေပေါ်လာလိမ့်မယ်အာမင်တကယ်ပဲအသက်တာဒီမှာဘုရားနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့ခံယူချက်ကိုဒီအချက်တွေမှာတွေ့ရတယ်ရေးထားတဲ့ဆိုတာလေးကိုဝင်ငှပါတယ်ဒါကြောင့်အရောက်တိုင်းဒီဘုရားနဲ့ပတ်သက်တဲ့အချက်ခံယူချက်တွေကိုတက်တာမှာရှိပါကိုခလေးတွေရှိမှာဝန်ခံပါကိုအတင်းတော်မှာဝန်ခံပါ တကယ်ပဲအဲ့ဒီຢာကကိုယ့်ရဲ့အသင်းတော်နဲ့ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့အတ္တတာမှာတာ၍ခိုင်ခံ့ဖို့အကြောင်းကောက်ကြီးမင်္ဂလာခံစားရစရာအကြောင်းဝိညာဉ်ရေးရမှာမပြိုလဲစရာအကြောင်းဖြစ်လာမယ်ဆိုတာလေးကိုဝင်ရတယ်အားလုံးကျေးဇူးတင်နေဖျက်ရှင်ကောက်ကြီးပေးပါစီအာမင်ခနဆုတောင်းအဖကိုရောကိုကျေးဇူးတင်နေနှုတ်ကွက်တော်တို့ချီးမွမ်းပါတယ်ကျော်ရည်ရဲ့အတ္တကိုပဲ့ပြင်သောဘုရားကျေးဇူးပြုသောဘုရားဖြစ်ပါတယ်ဘုံကြီးတဲ့တကူကြီးတဲ့ချစ်တနာတဲ့ဘုရားဖြစ်ပါတယ်ကောင်းမြတ်တဲ့ဘုရားလည်းဖြစ်ပါတယ် ိုးဘုရားရှင်ကိုရနာမကိုချီးမွမ်းတယ်အလိုတော်နဲ့ကြံစည်ကိုဝန်ခံအတ္တဓာများကိုစက္ကတဲ့ဖအဖာကိုရကိုချီးမြောက်ပါတယ်ဘုရားတကာရဲ့ဘုရားဘရင်တကာရဲ့ဘရင်ကျွန်တော်ရဲ့အရှင်သခင်ဖြစ်သောကြောင့်နာမတော်ချီးမွမ်းပါ၏โอ้พญาทခင်ကျွန်တော်မအစာအရောက်တိုင်းဒီဖရားနဲ့ပတ်သက်ပြီးခံယူရမယ့်ခံယူချက်တွေကိုဒီကနေ့လေ့လာရတော့ကြောင့်ယေရှုတင်တယ်ထိုခံယူချက်တွေကျွန်ုပ်ရဲ့ခံယူချက်ဖြစ်စေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင် thank you God bless you.